မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင့်တခြားဘဝမှာအတန်းဇလန်ကနေကြိုးစောပါတယ်ခင်ဗျာဒီနေ့မှာကတော့ယုကရှုနတ်ဤအညူပြေမှန်ပရမထုတူစာဆုံးဒီလိုဗျာအရာဝတီတိုင်းအတွင်းရှိကြံတော်ရွာလေးတွင်ငွေကြီးချမ်းသာသောဥပဒန်းတို့မိသားစုရှိလေ၏ ဝေကြီးချမ်းသာသောကြောင့်နှစ်ထပ်အိမ်ကြီးကိုစောက်လုပ်ထားပြီး TV VCD ဆက်များလည်းရှိသည်ဥပဒန်းသည်မိသည့်အရာကိုမှအယုံအကြည်မရှိအကြောင်းအလန့်မရှိပဲဒဇွထူးဒဇောက်ကန်းပြုလို့ပြောဆိုတတ်သည်ဖြင့်ရွာထဲရှိလူများကဒဇောက်ကန်းဘာတန်းဟုခေါ်ဆိုကြလေသည်ဥပဒန်းမှာဇနီးစဲဆုံးပါသွားသည်တောသုံးယောက်နှင့်သမီးနှစ်ယောက်ရှိလျာ သားကြီးနှစ်ယောက်မှာအိမ်ထောင်ရသားကြသည့်အိမ်ခွေးနေကြသဖြင့်သမီးများဖြစ်ကြသည့်မတ်ရင်ငွေမတ်ရင်ရွှေသားအငယ်ထွန်းသိန်းတို့နှင့်အတူ နေထိုင်ကြသည် သားနှင့်သမီးများကအောက်ထက်တွင်နေကြပြီးဥပတန်းကအပေါ်ထက်တွင်နေထိုင်လေသည်ညဘက်များတွင် သားသမီးများကတီဗီမှလာသောဇကားများကို ကြည့်ရှုကြသည် ဥပတန်းကည9နာရီထိုးသည်နှင့်အပေါ်ထက်ကိုတက်ကာ အိတ်လိရှိလေသည်ဥပသန်း၏အိမ်ရှိဇွာလမ၏တစ်ဖက်ကံဥပသန်းအပိုင်ခြံထဲတွင်ယောက်ျား၄ဘက်ခန့်များဟိသောအထီးကရာကုကုပင်ကြီးတပင်ရှိပြီးယုကဆိုးနှက်ကြီးနေသည်ဟု ပြောဆိုကြသည်တကူးလာမတားပြီးတွင် မိုးများရွာချကြတော်ပြီလျှက်စင်မီးမရှိသည့်တောရွာဖက်သည်ထင်ထမင်းဟင်းများချက်ပြုတ်စားတောင်းရန်အတွာထင်းမီးဖို့များကို အသုံးပြုကြရလေသည် ထို့ကြောင့်ထင်းချောက်များရရှိစီရန် တပေါင်းလာလောက်မှစ၍ထင်းများကိုခုတ်ထစ်ပြတ်တောက်မီအချောင်းလန်ထားကြရလေသည်ထင်းများချောက်ကလေးလျင်ထင်းများကိုမိုးလုံးလေးတဲထဲကိုထက်သွင်းသိမ်းဆီးကြရသည်ထို့မှသာ မိုးရင်းတွင်ထမင်းများချက်ပြုတ်ရန်ထင်းချောက်များကိုအလွဲတကူရရှိမီဖြစ်လေသည်တနေ့တွင်ဥပဒန်းသည် မိုးရင်းစာထင်းများစုဆောင်ထားရန်အတွက် ်တစ်ပင်များကိုခုတ်လင်းဖက်တောက်သည်ထင်းများဖြုတ်လောက်ကအချောင်လန့်နေလေသည်ဒမိုရင်းစာထင်းများကမလုံလောက်သေးသည်သည်ကုကုပင်ကြီးဤအကိုင်းများကိုခုတ်ယူပြီးထင်းလောက်ရန်ကြံ့စီမိပြီးတစ်ခုတ်သမားကိုငှား၍ခုတ်ခိုင်းလေတော်သည်ရွာထဲရှိတစ်ခုတ်သမားများက မခုတ်ရသဖြင့်တဖက်ရွာမှတစ်ခုတ်သမားများကိုတွားခေါ်လေ၏ထိုတစ်ခုတ်သမားများလည်း ကုကုပင်ကြီးကိုလာရောက်ကြည့်ရှုကြပြီဟာကုကုပင်ကြီးကအကြီးကြီးမဲ့ဗျာခုတ်လို့ဖိပမလားဥပါတန်းရင် ခုတ်မှသာခုတ်ဆန်းပါကွာခမရတို့ကြောက်ရင် ဘာတန်းကခုတ်ခိုင်းလို့ခုတ်တာ မကျင်နိုင်ရင်ဘာတန်းကိုသာတွားပြောလို့ပြောလိုက်ပါ ခုတ်ခါလဲရံများတက်ပူပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့ကျွန်တော်တို့ခုတ်မယ်ဗျာတပ်ပင်က အတော်ကြီးတော့လူစုရမှာနဲ့ဓာတ်တွေတွေးရအောင်မှာနဲ့ဆိုတော့ တဘခကြမှာလာခုတ်မှာဗျာအေးပါမင်းတို့အဆင်ပြေတဲ့အချိန်နာလာခဲ့ငါကတော့မြန်လီကောင်းလဲမဲ့ဟုတ်ကဲ့ကျွန်တော်တို့တဘခကြရင်ဆက်ဆက်လာခဲ့ပါမယ်ဗျာတက်ခုတမားများလဲဂရိပေးပြီးပြန်သွားကြလေတော့ဒီထိုတရင်ကြတော့အခါရွာသားများမှာထိတ်လန့်အံအောကုန်ကြရာလေဒီဘာတန်းကတော့ပြေတနာကိုမြေခွထွန်ပြီးရှာနေပြန်ပြီးဟေ့ဟုတ်ပါဗျာတစောကန်ဘလန်ကူစာခရေးကြီးပါတဲ့ ရွတ်သူမမခုတ်ရဲ့တစ်ပင်ကြီးကိုခုတ်မလို့လေဒီရွာကတစ်ခုတ်သမားတွေကမခုတ်ရဲလို့ဟိုဘက်ရွာကတစ်ခုတ်သမားတွေကိုဈေးပိုပေးပွားငားလာတာလေဘာဖြစ်မလဲစောင့်တာကြည့်ကြပြီတော့ဟုတ်တယ်ယူကဆိုးနဲ့ကြည့်နေတဲ့အပင်ကြီးကိုမှခုတ်မလို့လေသူ့ဖာသူနေတာတော့သွားဆန်ရတော့ဟိုကငိမ့်နေမှာမဟုတ်ဘူးဘေးချက်မသားပေါ်နေမလဲကြည်နေကြပြီတော့ဟေ့ရွာသူရွာသားများကတယောက်ပေါက်ပြောဆိုဝေဖန်နေတော့နေဥပါတန်က ကယူမဆိုင်ထိုအခါဥပတန်ဦးလေးတော်စသောဥအောင်ကြီးမှာတွား၍တားလေသည်ဟိကောင်ပါတန်မင်းဟိုကုတ်ကိုပင်ကြီးကိုခုံးမလို့ဆိုဟုတ်တယ်မိုးတွင်းစာထင်းလို့ဖို့ခုံးမလို့လေဘာဖြစ်လို့လဲဟာဘာဖြစ်ရမလဲအဲ့ဒီအပင်ကြီးကအဓိကရအပင်ကြီးလေပြီးတော့ယူကဆိုးနတ်ကြီးနေသည်ဟုပြောနေကြတာမင်းခုတ်လိုက်ရင်သူ့နေစရာပျက်စီးသွားမှာပေါ့အခြားအပင်တွေကိုပဲခုတ်ပါကွာ ဟာအခြားအပင်တွေကအတီးတွေတီးနေကြတာအပင်ကြီးချင်းဒီကုကုပင်ကြီးကဘာအတီးမှမစားရဘူးထင်းကိုင်းတွေကလည်းအများကြီးပဲဗျာပြီးတော့ခမည်းတော်ပြောပြောနေတဲ့ယုတ်ကဆိုးနတ်ကြီးဆိုတာခမည်းတော်မြင်ဘူးလို့လားအလကားရှောင်ပြောနေကြတာဟာမြင်တော့မှမြင်ဘူးမလဲကွာလူကြီးသမူးတွေပြောတာပေါ့အပင်ကြီးရဲ့အဆောင်ရှောင်ဆိုတာရှိတယ်ကွာတကယ်ရှိတယ်ဆိုရင်လေဘာတန်းကဂယုမဆိုင်ဘူးကျုပ်ပိုင်တဲ့အပင်ကျုပ်ခုတ်တာဘယ်သူဂယုဆိုင်နေရအောင်လဲဗျာ ွားစမ်းပါအရင်ပပါတာလေလာမပြောနဲ့နဲ့အေးနောက်ကမင်းကိုစေတနာနဲ့ပြောတာလက်မခံလဲမင်းတဘိုးပဲဥပတိုင်းဤတစိုးတိုးစကားကြောင့်ဦးအောင်ကြီးမှဒေါတာဖြစ်ကပြန်လာခဲ့ရတော်လီတော်သည်နောက်နှစ်ရက်ကြာသောအခါတဖက်ရွာကတစ်ခုတ်သမားများရောက်လာကြပြီးကိုကိုပင်ကြီးအကိုင်းများကိုခုတ်ရန်ပြင်ဆင်လီတော်သည်ကိုကိုပင်ကြီးအကိုင်းများကိုခုတ်ရန်အပင်ပေါ်တွက်ရန်ပြင်လိုက်ချီ လေလဲမတိုက်မူးလဲမရွာပဲကိုကိုဝင်ကြီးပေါ်မှာတဖြောဖြောကရှဲရှဲမီလာတဲ့ဖြင့်အပင်ပေါ်တွေ့ရန်ပြင်လေကြသူများမှာထိတ်လန့်ကုန်ကြရည်ထို့အခါတိခုတ်တမကောင်းဆောင်မှကဲဒီအပင်ကဘုတ်ကိုကြီးရေမချင်းနဲ့တာရှိရင်ဥပတန်းကိုသာတွားလုပ်ပါပြောကျွန်တော်တို့ကသူခိုင်းလုံးဒီမို့လုတ်ကြရတာကျွန်တော်တို့ကတော့ဘာမှမလုတ်ပါနဲ့ဟုအော်ပြောလိုက်လီဟာပြန်လဲ၍ငြိမ်သက်သွားလီတော်သည်ထို့ကြောင့် တခုတ်သမားများလည်းအပင်ပေါ်တက်၍အကိုင်းများကိုခုတ်ထိကြလေတော်သည်ဒုတ်ဒုတ်ဒုတ်ကျုပ်ပြန်ဝုံအကိုင်းများမှကြီးမား၍များပြားလွန်သဖြင့်လူရင်အားများခုတ်ထိလိုက်ကြသည်မှာနေထမ်းတစ်ဖြာအရောက်လာမှပြီးလေသည်ယုကစုနတ်ကြီးနေသည်ဟု ဆိုကြတော်ကုကိုပင်ကြီးမှာအကိုင်းအခက်တကိုင်းများမှမကန်တော့ပဲကဒုံးဖြစ်သွားပြီးငုတ်တိုးကြီးများသာကြံ့ရစ်နေတော်သည်နောက်နေ့နေ့တွင် မယေရှုမှာအလေတော့တနေ့ညနေမောင်ကြီးပြူးစာအချင်းတွေဥပါတိုင်းဤသမီးငယ်မရင်ရွှေမှာလေထဲမှာအိမ်တို့ပြလာနေခိုင်အိမ်သားအရောက်တဲ့အနောက်မှနေရီတစုံတနောက်မှလမ်းဆွဲလိုက်တလို့ခန်းစားလိုက်ရသဖြင့်လှည့်ကြည့်လိုက်တော့လေဘာမှမတွေ့ရသဖြင့်ကတိမွင့်ညင်းများထားလာပြီးအိမ်တို့အမြန်ပြေးခဲ့လေတော့ဒီအိမ်တို့ရောက်တော့အခါအိမ်ပေါ်တွင်ထိုင်နေသောဦးအောင်ကြီးကို စိုက်ကြည့်လိုက်ပြီးလက်ညှိုးထိုးကာ ဘာတန်မဲတဒီသာဟုအတန်အောကြီးဖင်ပြောလိုက်လေသည်ဟဲ့ရှင်ရွှေနိဖာဘီကိုလည်းညှိုးထိုးပြီးပါလိပြောနေရလေငါရင်ရွှေမခုန်ဘူးဟိုကူကူပင်ကြီးမာနေတဲ့ရော့ကဆိုနာကြီးတယ်ငါကမင်းကအကိုင်းတွေကိုကုန်ခုတ်လိုက်တော့ငါနေစရာမရှိတော့ဘူးမင်းကမကျင်းတတ်ဘူးကံမြင့်နေတော့လှုပ်ထအောင်ပေါ့ကွာမကြခင်ငါအကြောင်းသိစေရမယ်ဘာရော့ကဆိုလည်းဘာနဲ့လဲဘာမှယုံကြည်မရှိဘူးကွာငါပိုင်တဲ့အပြုံငါခုတ်တာဘာချစ်လဲ ေးမင်းပိုင်တဲ့အပင်ကိုခုတ်ရင်လည်းနဲ့နေကိုင်းနေကိုင်းချံပေးရတယ်ကွာဘာသိမလဲဆိုတော့မကြခင်မင်းတီးစေးရမယ်ကွာဟွန်းဒေါ်သာကြီးအန်ချိတောက်ခတ်ကပြောလိုက်ပြီးမရင်ရွှေမှလဲကြသွားလေတော့သည်ထိုးချိတွေနောက်မှလိုက်ပါလာတော့အမထီသူနဲ့မောင်တို့ကပွေးထူလိုက်ကြပြီအမရင်ရွှေဘာဖြစ်တာလဲမအမသူအခါကြမှာမရင်ရွှေမှကြောင်ချောက်ချားဖင်ဟဲ့ငါငါဘာဖြစ်လို့လဲ ကျမလက်ထဲကပြန်လာတာအိမ်နားရောက်ကနီးမှာအနောက်ကတယောက်ယောက်ကလှန့်ဆွဲလိုက်တယ်လို့ထင်သွားတာကြောင့်လှည့်ကြည့်လိုက်တော့လည်းဘသူမှမရှိဘူးအဲ့ဒါနဲ့ချက်တိမွညနေထားလာပြီးကြောက်ကြောက်နဲ့အိမ်ကိုအမြင်ပြန်လာတာအိမ်ရှိရောက်တော့ခေါင်းနဲ့မိုက်ခနဲ့ထင်သွားပြီးဘာမှမသိတော့ဘူးအခုမှပြန်သတိရတာခဲခဲလာအိမ်ပေါ်တက်တော့ဘာမှမဟုတ်ဘူးစိတ်ကြောင်ခြောက်ခြားဖြစ်တာဖျားစင်ပေါ်ကရေမန်းတောက်လိုက်ကောင်းသွားလိမ့်မယ်ဦးပါတန်းကခပ်ပေါ့ပေါ့ပင်ပြောလိုက်ပြီးအမှုမဲ့အမှတ်ပင်နေလေသည် ထို့သောမယင်ရွှေအားရုခဆုနယ်ကြီးကဝင်၍ပူသည့်အကြောင်းကိုရွာသူရွာသားများသိကြသောအခါတွင်ပို၍ထိမ့်လန့်ကုန်ကြလေသည်ထို့ကြောင့်ရွာထဲမှဘ ഹു ဒုတပြုစုံသောပထာအေးထံသို့တွား၍မင်းမြန်ကြလေသည်အဘရဲ့ဥပဒံတော့ဟိုကုကုပင်ကြီးကိုခုတ်လိုက်တာအဲ့ဒီအပင်မာနေတဲ့ရုခဆုနယ်ကြီးကမကျေနပ်လို့သူ့သမီးအငယ်မယင်ရွှေကိုဝင်ပူးပြီးဥပဒံကိုကျင်းဝါနေတယ်တဲ့အဘကြားပြီးပြီလား ဟေးအဘာလဲကြားပြီးပါပြီဒီကောင်ပတန်းကလုတ်တင်တာကို လုတ်လိုက်တာပဲအဓိကအပင်ကြီးကိုကဒုံးဖျောက်ခုတ်လိုက်တော့အပင်ကြီးမှမိတွေ့နေတဲ့ရုက္ခဆိုးနဲ့ကြီးလဲသူညပုံပြီးမှပျက်စီးရတယ်တော့စိတ်ဆိုးပြီပေါ့အဖရုက္ခဆိုးနတ်ဆိုတာတကယ်ရှိလို့လားရှိတာပေါ့လူဘွားတုံးကဖျားတရားတန်ကယတနာ၃ပါးမဲမြန်သူရက်အကျိုးရွာအကျိုးအများကောင်းကျိုးကိုစွန်းစွန်းတမန်တဲဖို့ခဲ့သူများကွယ်လွန်ခြင်း ရုခဆိုးဆိုတဲ့သုတမဟာရာဇိတ်အောင်နှတ်များပြကြတယ်။သူတို့ကသစ်ပင်ကြီးညောင်ပင်ကြီးများကိုဘုံပြမှန်ပြပြီးနေကြလို့ရုခဆိုးနှတ်လို့ခေါ်ကြတယ်။ရုခဆိုးနှတ်ကြီးတွေကတရေတစေပိတ်တာကြတ်တို့ထက်ဖုံးတကူကြီးမှကြတယ်။တားစုပိုင်းရင်တားစုပိတ်တယ်။သူတို့ကိုရိုးသေးသေးလေးလေးဆဆဆက်ဆံပြီးကုသိုလ်ကောင်းမှုတွေပြုအမြန်ပေးဝေရင်အဲ့ဒီသူကို ပြန်လဲကြီးရှုဆောင်ဆောင်လေးရှိတယ်။ပြီးတော့ ရုခဆုနတ်ကြီးတွေကအသက်အလုံးရှိကြတယ်ဘလောင်အထိအသက်ရှိသလဲဆိုရင် နောင်ပွင့်မဲ့ဘုရားရှင်ကိုတောင်ဖူးမြော်ခွင့်ရကြတာတည်းဟုတ်ရဲ့လားအဖရဲ့အဲ့ဒီလောက်တောင်အသက်ရှိကြတာလားဟုတ်တယ်ကွာမြတ်စွာဘုရားရှင်ရဲ့စတော်ရှိစုကိုချီးမြှင့်ခြင်းခံရတဲ့တဖူးတာဗလိကကုံတဲ့ကြီးနောင်နဲ့ဥက္ကလပမင်းကြီးတို့ဟာရွှေတကုံစီတီတော်တိဖို့တင်ကုကရကုံတော်ရှိတဲ့နေရာကိုမတိကြလို့တတိုင်ပီလုံးကိုမောင်းချင်းနေခတ်ပြီး မင်းမြန်းဆက်တော့လေမိသူမှမသိကြဘူးဒါကြောင့်ဥက္ကလပမင်းကြီးကခမေးတော်တရားမင်းကြီးကိုတတ်လိုက်တဲ့အခါမှာတရားမင်းကြီးကအေယာဝန်စင်တော်ကိုစီးပြီးနတ်ပူကြီးပြင်သက်အစုံနဲ့လူပီကိုဆင်းသက်လာတဲ့ဒီအခါဥက္ကလပမင်းကြီးကဖခမေးတော်တရားမင်းရှေးဖျားသုံးစုတို့ရဲ့တောင်ဝေးတော်ရေစစ်တော်နဲ့ရေတနုတ်တော်တို့ကိုဌာပနထားရတဲ့တင်ကုတ်တရာကုံတော်ကိုညွှန်ပြတော်မူပါလူလျှောက်သားမင်းမြန်းတဲ့အခါမှာတရားမင်းက တားတော်ဥကလာပါမင်းငါသည်လဲတတ်တန်ငယ်သောကြော့ရှေးဖျားတို့ကိုမမိပေတို့ပေမဲ့ရှေးကဒီနေ့ကအသက်အလွန်ရှည်ကြတဲ့ကဘာဆောင်ရုခါဆိုနှကြီးများကိုခေါ်၍မင်းမြန်ပေးရမည်ဟုဆိုကကဘာနှကြီးများကိုစုဝေးစီပြီးမင်းမြန်လီယာကဘာနှကြီးတစ်ပါးထစ်တဲ့အမရိတရုတ်ရုခါဆိုနှကြီးလို့ခေါ်တဲ့မော်ဘီနှကြီးကတင်ကုတ်တရာကုန်းတော်တီရှိကအရာကိုညွန်ပြပေးပြီးကကုတန်ဖျားရှင်ရဲ့တောင်ဝေးတော်သည် တင်ကုတ်တရကုံတော်ရှိကញင်မကြီးအောင်နိုင်မြုံနံထားကြောင်းကိုပြောပြတယ်။ဝေလူတုမနာရုခါဆိုနကြီးကကောနာကုံဖျားရဲ့ရေစစ်တော်သည်တင်ကုတ်တရကုံတော်ရှိကញင်မကြီးအောင်နိုင်မြုံနံထားကြောင်းကိုပြောပြသလိုဥရူပရရုခါဆိုနကြီးကလည်းကတ္တပဖျားရှင်ရဲ့ရေတနုတော်သည်လည်းတင်ကုတ်တရကုံတော်ရှိကញင်ပင်ကြီးအောင်နိုင်ပင်မြုံနံထားကြောင်းကိုပြောပြဖြစ်ဖြင့်တူဖော်ကစူပေါင်းဌာပနာပြု၍ရွှေတကုံစီရီတော်ကြီးကိုတည်ထားခဲ့ကြလေ။အဲ့ဒါကိုကြည့်ရင်ရုခါဆိုနကြီးတွေက ကဘာနဲ့ချီပြီးအသက်ရှည်ကြတာဆိုတာသိရတယ်။အဲ့ဒီရုခဆိုနတ်တွေမြန်မာတွေစူဝေးခဲ့တဲ့နေရာကိုအရင်ကစူဝေးကုန်းလို့ခေါ်ရင်ခဲ့ကြပြီးဇေဒီတော်ကိုလည်းစူလေးကုန်းတော်လို့သွားလာပြီးတော့ယနေ့သက်တိုင်ခေါ်ဆိုနေကြတာကွယ်။ဟုဘတာအေးမရှည်လားစွာရှင်းပြလေသည်။ဟုတ်ကဲ့ပါ။အဘရှင်းပြတော့မော်ပဲတိတိချာချာသိရတော့ပါတယ်။ဥပဒန်းတော့ဘယ်နဲ့ဘာဖြစ်မလဲမသိဘူးနော်။သူ့ကံချာတာမြင့်နေခြင်းတော့ဘာမှမဖြစ်သေးဘူးကွာ။ ကန်နေလွားတဲ့ချိန်ကြရင်တော့ရုခဆိုးနဂျီနာအညိုးထားပြီးအန်ဒီယေပြူမှာပဲကွာတကောင်းတလိမ့်ခြံထားခဲ့ရင်တော်သေးတယ်အခုတော့ပတန်းကတပင်လွန်းကိုကဒုံဖိအောင်ခုတ်ပစ်လိုက်တာဆိုတော့တမင်တကရန်သွားဆလိုက်သလိုပဲနတ်နဲ့ငကားမလဲစားနဲ့တဲ့မင်းတို့လည်းတစ်ပင်ဒီခုံရင်တတိထားကြကွယ်ပြီးတော့တကောင်းတော်ခြံပေးခဲ့ကြကြားလားဟုတ်ကဲ့ပါဗျတညတိတိကျကျပြောရရင်ကိုကိုပင်ကြီးအားခုတ်ပြီးပြီငားရဲ့မြောက်တော့ညာ ထိုညကမနာရီချောကန်တွေသားသမီးများ TV ကြည့်နေကြချိန်တွင်ဥပသံအိမ်ပေါ်တတ်သူတက်သွားလိမ့်ပြီခနာမြအကြာတွင်ကဲကြပါအောင်အာတရေကြီးကြောက်ပါပြီဗျာဘုံအာသေးပါပြီဗျာ ဟုဥပသံ၏စူးစူးဝါးဝါအော်လိုက်တန်းနေရှိုက်ပုတ်တန်များကိုကြားလိုက်ကြကြသဖြင့်သားသမီးများမှအပေါ်ထက်သို့အပြေးလွှားတက်သွားပြီးကြီးစုကြသောအခါတွင်ဥပသံမှာ အပေါ်ထပ်ဝရန်တာတို့ကြည်ရင်ကျောက်လန့်တကြားအော်ဟင်းနီတီကိုတွေ့လိုက်ရလေတော့တဲ့အဖေအဖေဘာဖြစ်တာလဲဟိုဟိုမာတရဲကြီးငါ့ကိုရိုက်နေတယ်ငါ့ကိုတတ်တော်မမလာနဲ့သွားသွားအာဥပန်သားမှာဝရန်တာဘတ်စီကိုရိုက်ကြည့်နေရင်မှကျောက်လန့်တကြားအော်ဟင်းနေရင်မျက်ဖြူလန်၍သွားလို့လေဥပါတန်ဤအော်ဟင်းတန်ကြောင့်အင်းနီနာချင်းမြောက်လာကြပြီး ဘာဖြစ်ကြရလဲအော်သန်ဒီကြားလို့လဲမသိပါဘူးဗျာအဖေအပေါ်သက်တက်သွားပြီးတိတ်မကြောက်အော်သန်ကြားလို့တက်ကြည့်တော့ဝရန်တာအုပ်ကြည့်ပြီးတရေကြီးကြောက်ပါပြီဗျာလို့အော်ရင်တတိလစ်သွားတာလုကြပါအောင်လူကြီးများနာစမ်းသက်ကြည့်ကြတော့အခါတွင်ဥပါသန်းမှာမျက်ဖြူလန်းပြီးအသက်မရှိတော့ဘူးဟာဘာဒန်အသက်မရှိတော့ဘူးတခုခုကိုမြင်ပြီးအချရောက်လွန်ပြီးနှလုံးရသေးသွားတာနေမယ်အမလေးအဖေရဲ့ သမီးတို့ကိုထားခဲ့ပြီလားဖေရေထားကြည့်ပါအောင်ဖေရေကဲကဲငိုနေကြလို့မပြီးမို့နာယီတလို့ရှာရှိတာလောက်ကြရအောင်ဟေ့သမီးများကအော်ဟင်ငိုရနေကြလိတဖြစ်လူကြီးများက ပြောလိုက်ရဥပါထန်ဤနာယီအတွက်ဖြင်းရှင်ကြလိသည်ဥပါထန်ဤအနောင်အာရေချိုးပေးကြရန်ဝတ်ထားသောအင်ကြီးကိုချွတ်လိုက်သည့်အခါတွင်ကြည့်ရှုနေကြသူများမှအလွန်ပင်အာရောထိလန်သွားကြရလိမ့် ဟာလဝါယာကြီးအကြီးကြီးပဲဟာအောင်မလေးဘုရားဘုရားအเจ้าမှာဥပါတန်ကြီးကြောကုန်တွေတာမန်ထကြီးမာတော့လဝါယာကြီးကိုတွေ့လိုက်ကြရတော့ကြောင်း ဖြစ်လေပြီ ထို့ကြောင့်အမြန်မြင်ရေချိုးပြလိုက်ကြပြီအလောင်းပြင်ထလိုက်ကြတော့ဒီဥပါတန်ကြီးမာကြီးငန်းရက်ပြီးဒီနေရင်ရွာထဲမှာလူများမှာနာကြီးတွေဝိုင်းဝန်းလုတ်ကြိုက်ဆောင်ရဲ့ပြေးနေကြသည်ထို့အချိန်တွင်ချက်တော်လီးနေကြသည့်အမျိုးသမီးများထဲမှမင်ကြီးတူဦးမှာရုတ်တရက်ထောင်းဖို့ပဲ ငါသားသမီးတွေကိုခေါ်ပေးကြပါငါပတန်းပါငါပြောစရာချီလိုပါဟုပြောသည်တည်းမိုက်ရင်ငွေမိုက်ရင်ရွှေနှင်းမောင်ထုံးတင်အားတို့ခေါ်ပေးကြလေပြီသားသမီးများရောက်လာကြသောကာရင်သမီးကြီးရင်ငွေအဖေတို့လကူတူကောင်းဘူးလို့ပြီးအမြအတန်ဝေးပေးပါရုခဆိုးကြီးကအဖေကိုအိမ်မော်တက်တက်ပြီးကြောကုန်းကိုလဝါးနဲ့ရိုက်လို့တေးခဲ့ရတာအခုကုကူပင်ကြီးနားမှာနေနေရတယ်စားစရာလည်းဘာမှမရှိဘူး အဖေရန်ဒုက္ခရောက်နေရတယ်အဖေကိုအမြဝေပေးပါ အဖြစ်ဆိုးလာကြည်လားအဖေရေစိတ်ချပါတမီးတို့အဖေကိုရည်စူးပြီးကောင်းမှုကုသိုလ်လုပ်ပြီးအမြဝေပေးပါမယ်အဖေရေဒါဆိုရင်အဖေသွားတော့မယ်နော်အခုတော့ရုတ်ကဆိုးကြီးကို ခွင့်တောင်းပြီးလာပြောရတာအချိန်အကြာကြီးမရဘူးစိတ်ချမှာဖြစ်ရင်သမီးတို့အဖေကိုတည်တည်ချာချာအမျက်ဝေးပေးပါမယ်။ဒါသမီးများကဂရီးပြူလိုက်တော့ခါရင် ဥပတန်လဲကျေနပ်သွားပြီးထွက်ခွာသွားလေတော့၏ဥပတန်ဤအတုပါခုနှစ်ရပြည်တွင်ရက်လေသည့်နေတွင် သာသမီများကယဟန်တန်ဃာများကို လူဖွဲပစ္စည်းများဆက်ကပ်လူရန်ပြီးအတုပတရားနာကြပါဥပတန်ကအမြအတန်းပေးဝေလိုက်ကြလေသည်ထို့သောအမြအတန်းပေးဝေပြီးနောက်တွင် ဥပတန်မှာကျွတ်လွတ်သွားသည်လားမသိ မိသူကိုမှဘူးကပြင်းမရှိတော့ချေတို့ဖို့လေတစောက်ကမ်းပါတန်းကိုခေါ်ကြတော့ဥပတန်းဤအကြောင်းမှာကျန်းတော်ရွာကလေးတွင်ပြောစမှတွင်ခဲ့ရလီတော်သည်ကိုဖြူကြိုင်လာကျိုးစာလျာဟုတ်